မင်္ဂလာပါအခုအပေါ်ကျိုးပြီးွားပြီဆိုတော့ဒီချေတို့ဒီအောက်ကျိုးလေးထည့်တာပြမယ်နော်အောက်ကျိုးလေးထည့်မယ်ဆိုလို့ရှိရင်ပထမတစ်ဖက်ကိုဒီချေရှိမှာပြောသလိုပဲကိုချောင်းနဲ့တိုင်းမှာကိုလိုချင်တဲ့ပုံစံနဲ့တိုင်းဒုတိယတစ်ဖက်ကိုကြတော့အခုဒီမဲ့ဒီချေတိုင်းသလိုပဲဒုတိယတစ်ဖက်ကိုထုံးမယ်ဆိုပထမတစ်ဖက်မှာအပေါက်ရည်တွေဘယ်နှပေါက်မြောက်မှာဒီချေတို့ချီမဘက်ကိုထိုးထားတယ်အဲ့လိုမှတ်လိုက်အဲ့ဒါဆိုလို့ရှိရင်နောက်တစ်ဖက်မှာလည်းအဲ့လိုပဲအပေါက်ရည်တွေထိတ်ကနေရည်လိုက်ရင်ဘယ်နှပေါက်မြောက်မှာချီမဆထိုးရမယ်အဲဘယ်နဲ့ညာနဲ့ မှန်အောင်အရွယ်စားတူအောင်ချိန်မိထိုးမယ်နော်တကြက်အပေါက်အရေအတွက်တကြက်မပြောဘူးဆိုတာဖနက်တီတီတရံနဲ့တရံတနည်းအားနဲ့တနည်းအားဝယ်တဲ့အခါမှာတယောက်နဲ့တယောက်ကအပေါက်အရေအတွက်စိုက်တယ်မတူဘူးအပေါက်အရေအတွက်တပေါက်နဲ့တပေါက်အောက်ကဝေးတယ်တယောက်နဲ့တယောက်မတူအဲဒါကြောင့်ကိုချစ်တောင်းတဲ့အတိုင်းမီဘယ်နဲ့ညာနဲ့ကိုဒီဘယ်ဘက်မှာအခုဒီဒီကျိုးလေးဆိုရင်ထိတ်ခါနေရည်လိုက်ငါးကျိုးမြောက်မှထိုးထားတယ်ဆိုရင်နောက်တစ်ဖက်မှာကျရင်ငါးကျိုးမြောက်အဲ့လိုလေးတော့ချိန်ထိုးမယ်နော် ်အခုနောက်တစ်ခုလောက်ဖို့တော့တကယ်အခုဒီမှာချိန်နာသလိုပဲနောက်တစ်ခုကိုချစ်တော့ကိုတိုင်းပြီးတော့ထိုးတဲ့အခါကျရင်အခုဒီဟာဆိုလို့ရှိရင်ခြိတန်းဘက်ကိုလာတဲ့ကျိုးဒီဟာကျိုးထိုးမှာအဲ့တော့ထိုးတဲ့အခါတီချက်တီနှစ်ခုထိုးရတာကြီးကြီးမညင်ဘူးနော်ခြိတန်းဘက်ကအောက်ကိုနှိပ်တယ်အဲ့ဒါပုံမှန်ပဲအဲ့ဒါပုံသေးပဲဖက်နှက်တွေမှာဆိုရင်ကိုရဲ့ချစ်တော့ကိုကိုကြည့်ပါခြိမဘက်ကမြင်တယ် ခြိမ်းတဲ့ဘက်ကအောက်ကိုနှိပ်လျှောဖြစ်လာတာအဲ့တော့ဖက်နှက်ကိုအခုလိုမျိုးထိုးတဲ့ခါကြလို့ရှိရင်ဒီလိုမျိုးတညီတဲ့ထိုးလိုက်မယ်ဆိုရင်ထိမ်းမှာဒီလောက်လောက်ပဲထွက်ပြီးတညီတဲ့ထိုးမယ်ဆိုရင်ခြိမ်းတန်းကလွတ်နေလိမ့်မယ်အဲ့ကြောင့်ဒီဘက်ကိုနည်းနည်းနှိပ်ပြီးယူထားတာအဲ့တော့ကိုခြေထောက်နဲ့ကိုတိုင်းပြီးတော့ထိုးမယ်နော်ဟိုဒီမှာစပြီးတော့ထိုးမယ်ခုနတော့ကထိုးသလိုပဲเนาะအခုဒီချေထိုးထားတဲ့ဟိုဘက်အပေါင်းတွေကိုဒီချေမှတ်ထားတာဟိုဒီမှာဟိုထိုးမဲ့အပေါက်ကိုအောက်ကိုအရင်ထိုးချလိုက် ဟိုဘက်နဲ့တော့အတူတူပဲเนาะအကုန်လုံးကိုကိုဆက်ပြီးတော့တွဲဝါလို့လည်းရနေပြီငါတိုင်းမဲ့ပေါ်နဲ့အောင်နဲ့ထိုးရမယ် ကျူးနှစ်ကျူးမှာတစ်ကျူးကအပေါ်တင်ထားတယ်တစ်ကျူးအောက်လုပ်ထားတယ်နော်ဒါအခုတစ်ခုပြီးမှနောက်တစ်ခုလောက်သွားတယ်အဲ့တော့အခုခြိတန်းဘက်ကကျူးကြတော့တစ်ချက်အောက်ကထားလိုက်တယ်ညီမတို့လုတ်တဲ့ခါကျရင်အောက်ကမထားဘဲအပေါ်ထားခြင်းနဲ့ရကြိုက်တဲ့ဘက်ကိုထားနော်အရေးကြီးတာကဘယ်နဲ့ညာနဲ့ကိုတူဖို့ပဲလိုတာပါကိုကြိုက်သလိုထားလို့ရတယ်နော် အခုဒီဘက်ထိကိုလိုချင်တဲ့အနေထားထိရောက်သွားပြီဆိုလို့ရှိရင်ရှေ့မှာလုံးတလို့ပဲဟိုဘက်ကိုတစ်ခါပြန်ပြီးတော့သွားမယ်ပြီးသွားပြီဆိုလို့ရှိရင်အစားတက်မယ်နော်ဒီဘက်ကိုပြန်ပြီးတော့ရောက်လာတဲ့ထိထိုးမယ်နော်ဒီပဲပြောလာပြီဆိုရင်ခါတိုင်းလို့သူလို့ပဲအနောက်ဘက်မှာ စားတတ်ပါမယ်။ချီကိုအစားဖြောင်းမယ်နော်။ Okay ။ဒါဆိုရင်တစ်ဖက်ပြီးပြီ။ပြီးနောက်တစ်ဖက်လည်းအဲ့လိုပဲဒီမှာဒီချက်တိုင်းထားတယ်ဒီဘက်ကို လာပြီးတော့တွဲမယ်နော်နောက်တစ်ဖက်လည်း။နောက်တစ်ဖက်ကိုတွဲမယ်။ မှာဟိုဘက်နဲ့ချိန်နာတာဒီချက်မှတ်ထားတဲ့ဟာအဲ့တော့ခုနဟိုဘက်မှာလှုပ်သလိုပဲနောက်တစ်ဖက်ကျတော့ဂျိုးမရှိဘူးဂျိုးယူလိုက်တယ်ဂျိုးအစ်စ်ကိုယူပြီးတော့နောက်ဘက်မှာနှစ်ချက်လောက်ချီးမယ်အစားဖြောင်းမယ်တစ်ခုနဲ့တစ်ခုတွဲတာဒီအားလုံးက အခုဒီဟာတွဲပြတဲ့အတိုင်းအတူတူပဲเนาะနောက်ပိုင်းဒီမှာတော့အခုဒီကျအသေးသေးရေးပြတာတယ်နောက်ပိုင်းဟာတွေကြရင်ဒီမှာတွဲတလို့ပဲတွဲလိုက်ပါလို့ပဲပြောတော့မှာเนาะတွဲတာဒီအားလုံးဒီဒီလိုပဲဖနက်ကကျိုးနဲ့ကျဆံမီနဲ့အပေါ်ဟာနဲ့အပေါ်အောက်ကျဆံမီတက်အောင်ထိုးသွားတတ်ယူမယ်เนาะဘာမှလို့ရှင်မလို့အားဒါပြီးသွားပြီဆိုရင်ခုနလိုပဲဆက်ပြီးတော့တွဲတော့မှာ ဖနက်ပေါက်တွဲရမယ်လို့မရှိဘူးနော်ကိုထိုးထားတယ်ဖနက်ရဲ့အနေထားနဲ့ကြည့်ပြီးတော့ဒီလိုဆိုရင်ကြွားနေတယ်ဟာနေတယ်မလှအောင်လေအဲ့တော့ဖနက်ကိုကြည့်လိုက်ရင်လှလောက်တဲ့အနေထားလေးခိုင်နဲ့ခိုင်မဲ့အနေထားလေးဖြစ်အောင်တွဲရမယ်နော်ဘယ်နှချက်ဆိုတော့ပုံတင်မရှိပါဘူး ဒီတောက်ဆုံးလေးတွေဆိုရင်ဟိုဘက်တောက်ဆုံးဒီဘက်တောက်ဆုံးကလေပို့ပြီးတော့ခိုင်မှုလိုပါတယ်တောက်ဆုံးလေးတွေကအရန်ကိုပြုတ်ပြုတ်တက်တယ်အားပြုတ်ရအောင်ခြေထောက်ကဟိုစီးလိုက်တဲ့ချိန်မှာဒီနေရာလေးတွေအဓိကအားပုံးရတယ်လို့ဖြစ်နေတာမဟုတ်လို့လေပဲချမ်းရောက်လာပြီတခါပဲရှိသေးတယ်ဒီချေ နှစ်ခါလိုက်နေဆွတဲ့အတွက်ပြန်ထိုးမယ်ဒီဘက်ချမ်းဒီဘက်ပြောင်းလာပြီဆိုလို့ရှိရင်တော့တွဲတာပြီးသွားပြီနော်တွဲတာပြီးသွားရင်အောက်ကအောက်ဖန်ပြားနဲ့ရှေ့မှာလှုပ်သလိုမျိုးကော်တုတ်ပြီးကတ်လိုက်ရင်ပြီးသွားပါပြီလို့ဒီအားလေးကအဲအဲဆိုရင်ပြီးသွားပြီအနောက်ဘက်မှာခါတိုင်းတို့ပဲခြေကိုအစားဖြောင်းမယ် အဲ့ဒါပြီးရင်ရှေ့မှာဒီချေလုံးတလိုမျိုးဖနက်ကိုကော်တုံးမယ်အောက်ခံအပြားနဲ့ကပ်မယ်เนาะအဲ့ဒါဆိုလို့ရှိရင်ဒီဇိုင်းနောက်တစ်မျိုးပြီးသွားပါပြီလုပ်ကြည့်ပါလုပ်ပြီးဝိုင်းအိမ်စာလေးတွေပြန်ပြပေးပါအောင်เนาะအားလုံးပဲအဆင်ပြေကြပါစေရှင်